ပြီးခဲ့တဲ့ Shanghai International Show မှာ BYD က Sea Lion 06ဆိုတဲ့ SUV အစ်စ်တစ်စီးကိုမိတ်ဆက်ပေးခဲ့တယ်။သူက Sea Lion Family ရဲ့ member အစ်စ်တစ်ယောက်ဖြစ်လာမှာပါ။အရင်ထွက်ရှိပြီးသား Sea Lion 07, 05, 05 DMI နဲ့နောက်ကနေဆက်ပြီးထွက်လာတဲ့ကားလို့ပြောလို့ရတယ်။အဲတော့ BYD ကသူ့ရဲ့ဒီကားတွေကိုနာမည်ပေးပုံက Sedan နေဆိုရင် C ဆိုပြီးနာမည်ပေးထားတယ်။ SUV ဆိုရင်တော့ Sea Lion ဆိုပြီးနာမည်ပေးထားတယ်။အဲတော့ Sea Lion 06ဆိုတာက SUV 06ပေါ့အဲ့တော့ဒီ C Lion 06ရဲ့ရုပ်ထွက်ပိုင်းကိုပြောမယ်ဆိုရင်သူကရှေ့ဘက်ကနေကြည့်ရင်ကျွန်တော်တို့နဲ့နည်းနည်းလေးရင်းနှီးရတယ်ခံစားရတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ရှေ့ဘက်ရုပ်ထွက်က Quad Helm နဲ့အောက်ဘက် Air Intake တွေရှေ့ဘက်ကိုခြုံထွက်နေရဲ့ဒီအချိုးအကွေ့တွေအကုန်လုံးက Genesis ရဲ့ GV 60နဲ့တော်တော်လေးကိုဆင်တူပါတယ်။တော်တော်ကြီးကိုဆင်တူရလို့ပြောလို့ရတယ်။ဒါပေမဲ့ C Lion 06ကလုံးဝကို Family SUV design GVC3 ကတော့ compact crossover coupe design ပေါ့ CLION 06ရဲ့ behavior profile အကြောင်းပြောရမယ်ဆိုရင်သူ့မှာ behavior မှာ body line တစ်ချောင်းပဲပါတယ်အမိုး line က protein root ပုံစံမျိုးလုပ်ထားတယ် A pillar B pillar C pillar တွေအကုန်လုံးက black out လုပ်ပေးထားတယ်အနောက်ရောက် trim တွေပဲတုံးပေးထားတယ်လုံအောင်ကိုအမိုး line က floating root design ကိုဖန်တီးပေးထားတယ်နောက်ဘက်မှာတော့ spoiler ပုံစံတစ်ခုတော့ပါသေးတယ်နောက်ဘက်ဒီ DM line မှာဆိုရင် LED မီလုံကြီးကတော်တော်ကြီးကိုကြီးကြီးထည့်ပေးထားတယ် လုံးဝကိုနောက်ဖက်တစ်ချမ်းလုံးကိုပြေးထားတဲ့မီလုံးဒီဇိုင်းကိုဖန်တီးပေးထားတယ်။တော်တော်ကြီးလည်းကြီးပါတယ်။အဲတော့အတွင်းကမ်းမှာဆိုရင်တော့သူကအရင်ထွက်ရှိပြီးသား VND ရဲ့ layout တွေအတိုင်းပဲအလဲမှာတော့ infotainment screen အကြီး15.6မှ6လမ်းမှရှိတဲ့ infotainment screen တုံးပေးထားတယ်။ရှေ့မှာတော့ digital instrumental cluster တွေပါအောင်မယ်။ပြီးတော့တခြားသူ့ရဲ့ safety features တွေနောက် comfort features တွေလည်းပါအောင်ပါပါ။ VND ကဒီ C06 ကို EV အနေနဲ့လည်းရောင်းမယ်၊ PHEV အနေနဲ့လည်းရောင်းမယ်။ EV မှာဆိုရင်ရွေးချယ်စရာ option နှစ်ခုရှိတယ် dual motor ကြိုက်လား single motor ကြိုက်လား single motor front wheel drive variant မှာတော့ horsepower အနေနဲ့ဆိုရင်တော့228 hp kW နဲ့ပြောမယ်ဆိုရင်တော့180 kW လောက်ထိထွက်မယ်အဲ့တော့ dual motor all wheel drive variant ကြတော့180 kW horsepower အနေနဲ့ဆိုရင်တော့241 hp လောက်ထိထွက်မယ်ပြီးရှိပြီ setup မှာဆိုရင်သူက1.5 liter engine ကိုတက်စင်မော်တာတစ်လုံးနဲ့တွဲဖက်ပြီးတက်စင်ပေးထားတယ်စုစုပေါင်း horsepower အနေနဲ့ဆိုရင်214 hp ထွက်မယ် UID အနေနဲ့ဒီ CLIOS 06ရဲ့ battery package တွေ range တွေကိုတော့ဖော်ပြထားတာမတွေ့ရသေးဘူး။အဲ Shine Elevation နဲ့ Auto Show ကိုသွားခဲ့တဲ့လူတွေဆိုရင်တော့တည်ရင်တည်ခဲ့နိုင်မယ်။ Internet ပေါ်မှာတော့ဒီ YAR ရဲ့ data တွေမတွေ့ရသေးဘူး။ UID ကဒီ CLIOS 06ကိုဈေးနှုန်းနေနဲ့ဆိုရင်တရုတ်ယွမ်3600အနဲ့3000ကျောင်းမှရောင်းသွားမယ်လို့ပြောတယ်။အဲတော့မြန်မာဝင်နဲ့တွက်မယ်ဆိုရင်3900ကျော်ကျော်ပေါ့နော်3900ကျော်ကျော်အားနည်းပြီး3200ဝန်းကျင်လောက်ထိတော့ရှိမယ်။ ဘာဖြစ်ဖြစ်ဒီကားတွေအကူလောလောဆယ်တော့တရုတ်မှာစပြီးရောင်းပြီကျွန်တော်တို့ရှိလဲရောက်လာနိုင်တဲ့အနေထားမှာတော့ရှိတယ်။ဈေးကတော့ထုံးစံတိုင်းပဲကျွန်တော်တို့ရှိရောက်လာရင်တော့နှစ်စာသုံးစာလောက်တော့တက်သွားနိုင်တဲ့ခြေနေမှာတော့ရှိတယ်။အဲ့တော့ BYD C Lion 06ရဲ့အကြောင်းလေးတွေကိုမိတ်ဆွေတို့သိရင်လည်းကျွန်တော်အဝေးမြောက်ပေးသွားကြပါအောင်။မိတ်ဆွေတို့ရဲ့ C Lion 06ပေါ်အမြင်လေးကိုလည်း comment box မှာရေးပေးသွားကြပါအောင်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတော့အားလုံးကျေးဇူးတင်ပါတယ်။နောက်ပြပေါ်ပြတ်တွေ့မယ်နော်။